ငယ်လေးတွေကနေပြီးတော့ပကံစင်းရင်းနဲ့တောင်မှကဲကို့နားမှာသူနေနေကဲရွှေမန်းစီတို့ဘာညာအဲ့လိုမျိုးလေးတွေမတိတက်ပေမဲ့လည်းတင်ပေးခဲ့တယ်ပေါ့နော်။မြန်မာနိုင်ငံမှာမြန်မာကျင်းလက်တွေကများတယ်မြို့ကြီးပြတီဆိုတာနည်းတယ်လေ။ကျင်းလက်တော်ရဘက်ကပဲများတဲ့အတွက်ကြောင့်မို့ဒီကို့ရဲ့ကျင်းလက်တော်သူတောင်သားတွေကြိုက်တဲ့သချင်းမျိုးကိုကတတ်ထားရမယ်။ ဆရာမတွေရှိရပါတော့ဒီဆရာဆရာမတွေရဲ့သင်ပြပေးမှုပုံမှာအကောင်းဆုံးကြိုးစားပြီးလုပ်ခဲ့ရတာအဲ့ဒါကအခုတော့ပေါ့နော်အခက်ခဲအများကြီးတော့မရှိဘူးပေါ့နော်မေမြဲတဲ့ဆိုနေကြတဲ့ချင်းနေအာနားထောင်နားထောင်နေရတယ်ပေါ့နော်ကြားနေရတဲ့ခါမှာကိုအဲနားထဲမှာအများကြီးဆွဲသွားတယ်အဲ့လိုမျိုးနဲ့မြန်မာတန်ဆင်တဲ့ကိုရင်းနှီးသွားတာပေါ့သူတို့ခက်ကြတော့လေသူတို့ကသူတို့ကခက်လူငယ်ဖြစ်သွားတော့အဲကိုယ့်ရဲ့ရိုးရရင်ကျေးမှုဒါကြောင့်မလို့ तू ကမြန်မာတန်ဆိုတဲ့အဆိုတော်ဆိုတာသူတို့ကငငယ်လေးတည်းအင်္ဂလိပ်ကျောင်းတက်ခဲ့တာ အင်္ဂလိပ်ကြောင်တက်ခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ကအာအင်္ဂလိပ်စာရေးတက်တယ်ဒီခေတ်လူငယ်လည်းအော်သူတို့ရဲ့ရင်းချမှုကအနေငယ်တော့သူတို့ထဲမှာစီးမျောတယ်เนาะအန်တီတို့ကတရင်ကျွတ်တို့တစောင်းမုံတို့တကြံဝင်းတို့ဆိုရေကြော့တာတို့เนาะလူကြီးမိဘကြော့တာတို့တရင်ကျွတ်မိထုံပွဲတော်တို့တစောင်းနိုင်မိထုံပွဲတော်တို့ဆိုသူတို့ကအဲ့ဒီကြောင်းတွေတက်တဲ့ခါကျတော့ Halloween night တို့ဘာတို့အဲ့အဲ့လိုမျိုးတွေဖြစ်လာခဲ့တယ်အဲဒါပေမဲ့အဲ့ဒါကိုကလည်းအဲ့လိုအင်္ဂလိပ်ကြောင်းတွေမှာမြန်မာအကအကိုတင်ရတာပေါ့မြန်မာနိုင်ငံမှာရှိတဲ့အင်္ဂလိပ်ကြောင်းတွေမြန်မာအကတင်တာဆိုတော့ ိထားတယ်လေအတိထားတဲ့အတွက်ကြောင့်သူတို့ဘာပဲလှုပ်လှုပ်ငငယ်လေးတွေကနေပြီးတော့ပကန်းဆင်းရင်းနဲ့တောင်မှကဲကို့နားမှာသူနေနေကဲရွှေမန်းစီတို့ဘာညာအဲ့လိုမျိုးလေးတွေမတိတက်ပေမဲ့လည်းတင်ပေးခဲ့တယ်ပေါ့နော်ဒါမဲ့သူကအရွယ်ရောက်လာတဲ့အခါမှာသူကဒီသချင်းကိုမစိုးခြင်းကြအောင်အမစိုးခြင်းညမဒါမဲ့တက်ထားရမယ်တို့မြန်မာမှုကမှဘာမြန်မာနိုင်ငံမှာမြန်မာကျင်းလက်တွေကများတယ်မြို့ကြီးပြတီဆိုတာကနည်းတယ်လေကျင်းလက်တော့ရဘက်ကဘယ်များရတော့ကြောင့်မို့ဒီကိုယ့်ရဲ့ကျင်းလက်တော်သူတောင်သားတွေကြိုက်တဲ့တခြင်းမျိုးကိုကို တတ်ထားရမယ်ဒီရတုလေးเนาะဖျားထီတင်ဆိုရင်လဲဒေထက်တို့ရတုတို့ဖျားထီတင်တို့မင်္ဂလာဆောင်ဆိုလဲမင်္ဂလာဩဘာပွဲတို့ဘာတို့ပေါ့เนาะဒါတွေအကုန်လုံးသူ့ line နဲ့သူအကုန်တတ်ထားရမယ်အဲ၁၂တန်းအထိကတော့အဲမေမေတို့ရဲ့ခိုင်းတဲ့ဟာမေမေတို့ရဲ့အမှုပညာအမွေတို့ယူပါ၁၂တန်းကြော်သွားရင်တော့သမီးကြိုက်တဲ့အမှုပညာကိုသမီးဘာသာသမီးဆက်လုပ်ကို creation နဲ့ကိုကိုပါကို ကိုအလုပ်ကိုကိုအခုမစ်ရှင်နေပါလို့ကိုအလုပ်ကိုကိုပိုင်ပိုင်နိုင်နိုင်ဆက်လုပ်တော့မိမိတို့ကဘေးကနေရံပေးရုံပဲခက်ခဲရတော့ရှိသေးဒါပေမဲ့အာသမီးကို guideline ပေးရဆရာဆရာမကြီးရှိရပါတော့ဒီဆရာဆရာမကြီးရဲ့အသင်ပြပေးမှုပုံမှာအကောင်းဆုံးစူးစမ်းပြီးလုပ်ခဲ့တော့အဲ့ဒါဖြစ် အခုတော့ပေါ့နော်အဲခက်ခဲအများကြီးတော့မရှိဘူးပေါ့နော်ငငယ်တုန်းကဆိုလို့ရှိရင်ဒီ6သိန်းလဲဒါမြန်မာတန်ဆာချင်းနဲ့ပဲအဲပြီးတော့ဘလူးပွဲတွေတွားရင်လိုက်သွားရဲအဲအဲ့ချိန်မှာအင်္ဂလိပ်ကျင့်တယ်ပေါ့နော်အဲအဲတုန်းကဆိုလို့ရှိရင်မမေတို့ကဟို foreigner တွေကိုကပြဖြိုပြရတဲ့အချိန်ပေါ့နော်ကပြဖြိုပြရတဲ့ခါကျတော့အဲ့မှာအဲ English စာကျင့်ဖို့အတွက်လိုက်သွားတယ်ဒီ foreigner နဲ့စကားပြောဖို့ပေါ့နော်အဲ့ကနေတစ်ဆင့်မမေအများနဲ့စုံနေကြသချင်းနေ အဲနားထောင်နားထောင်နေရတယ်ပေါ့နော်ကြားနေရတဲ့ခါမှာကိုအဲနားထဲမှာအများကြီးဆွဲသွားတယ်အဲ့လိုမျိုးနဲ့မြန်မာတန်ဆင်တဲ့ကိုရင်းနှီးသွားတာပေါ့ငငယ်တော့ကလည်းဆိုရဲဘယ်နှစ်နှစ်လောက်လဲဆိုတော့9နှစ်လောက်ခြင်းနဲ့အောက်ခုနော်ဘယ်နှစ်9နှစ်လောက်ခြင်းနဲ့အဲ့ရတော့ကဟျူမန်စီတို့မမေဆိုရဲချင်မှာလိုက်ဆိုရဲပေါ့နော်အဲ့တော့တော့နားမလည်သေးဘူးပေါ့နော်ဒီလိုအဲပြီးပါရပါတယ်နားမလည်သေးဘူးဒါပေမဲ့ကိုကအယောင်ဝါသနာပါတော့လေအများနဲ့အတချင်းကိုကြိုက်ခဲတော့အတချင်းကိုစိုးပြင်းနဲ့အာလိုက်လိုက်ဆိုပေါ့နော်အဲ့နဲ့အဲ့အနေစပြီးတော့ ဘယ်လိုပြောမလဲဒီ industry တဲ့ကိုအရန်ဝင်ချင်သွားတယ်ပြီးတော့အရန်တချင်းဆိုတာသဘောထားပါတယ်ပေါ့နော်အဲ့အနေစပြီးတော့ကိုယ့်ရဲ့ကိုလိုချင်တဲ့အရာလေးဆက်လုပ်ဖြစ်ရင်လည်းဟိုငယ်ငယ်လေးကလေးကဝါသနာပါခဲ့တဲ့အရာလဲပြီးတော့ဟိုလိုက်ပြောနေကြတိုင်းပဲငယ်ရွယ်တုန်းမှာကိုဖြစ်ချင်တာကိုလိုချင်တာဟိုအကောင်းဆုံးလုပ်လိုက်တာအကောင်းဆုံးပဲပေါ့နော် ြထားတဲ့လူတွေဆိုတော့အင်္ဂလိပ်ဆောင်ဆိုနေတဲ့အာဒီအတန်အနေထားလေးကိုဗမာအတန်လေးနဲ့ဆိုရတဲ့အခါကျမတို့ဆိုတော့အာနဲ့ရှာနဲ့အာပေါင်းအာရင်းနဲ့ဆိုတာပေါ့နော်အာရင်ပြင်းတယ်သူတို့ကကြတော့သူတို့ဆောင်းလေးတွေကြတော့ရှာပြားလေးတွေနဲ့ဆိုတာပေါ့နော်အဲဆိုတဲ့အခါကျတော့အဲ့မှလည်းသူတို့မှာထူးခြားမှုလေးတစ်ခုဖြစ်သွားတာပေါ့လေအဲအဲ့ဒါကိုမှ ကိုလောက်ထိတော့ကိုနဲ့လည်းနှိုင်းလို့တော့လည်းမရဘူးပေါ့နော်ကိုကလည်းကို experience နဲ့ကိုသူလည်းသူ experience နဲ့ကိုဒါမဲ့သူ့ရဲ့အုံကျုံပေါ့နော်သူ့ရဲ့ကိုပိုင်တန်လေးနဲ့သူဆိုတာဖြစ်တဲ့အတွက်အဲအစင်နဲ့ကြိုက်ပါ ဆူရဲခါလဲဆူရဲဒါပေမဲ့ဆူရဲခါနည်းနည်းတော့များတယ်ဘာလို့လဲဆိုတော့အဲအဲအိမ်မှာပဲအိမ်လိုက်စားလိုက်လုပ်တာများတယ် challenge challenging ဖြစ်တဲ့အရာတွေကိုတိတ်ပြီးတော့အမလုပ်ဖြစ်ဘူးပေါ့နော်လုပ်တာလည်းနေတယ်အဲကိုကကိုအေးအေးဆေးဆေးလေးပဲကိုခန်းထဲမှာကိုအဲ့လိုနေရတဲ့လူမျိုးဆိုတာလေအဲဒီလို challenging ဖြစ်တဲ့အရာတွေဒီလိုစိတ်ခေါမှုတွေအဲ့လိုဟိုလုပ်လိုက်တဲ့အခါမှာပထမဆုံးတွေးမိမယ်လို့ထင်ပါတယ်တိတ်မလုပ်နိုင်လောက်ဘူးပေါ့နော်ဒါပေမဲ့ အအကောင်းဆုံးစူးစမ်းတဲ့ခါမှာမလုပ်နိုင်ဘူးဆိုတာမရှိဘူးအဘယ်ရာဖြစ်ဖြစ် ကိုစိတ်ပါဝင်စားတယ်ကိုစံဝင်တယ်ဆိုရင်အကုန်လုံးဖြစ်နိုင်ပါတယ်မြို့ပညာနဲ့ပတ်သက်ပြီးတော့ဟိုသူလှုပ်ချင်တာတွေပေါ့နော်လှုပ်ချင်တာရဲ့လှုပ်တင်တာရဲ့အဲလှုပ်နိုင်တာတွေရဲ့ပေါ့မနိုင်ဘူးဆိုတာတော့မရှိပါဘူးမိဘဆိုတာတော့ဆွဲခေါ်သွားမှာပဲအဲမွေးကလေးကလည်းဘယ်သူမှမတက်ဘူးလေလက်ဦးဆရာမိဘဆိုတဲ့အတိုင်းပဲမိဘဆွဲခေါ်နေမြာတိုးတက်မှာပဲ မိဘဆွဲခေါ်နိုင်တဲ့အတိုင်းပေါ့ဒီကမိဘရဲ့ IQ ပေါ့နော်ကိုလဲကို IQ နဲ့ကို level လောက်မှာအဲကိုသားသမီးတွေဒီလောက်အဆင်ရတယ်ဆိုရင်ကိုထက်မြင့်တဲ့လူတွေလည်းအဲသူတို့ဆွဲခေါ်သွားရင်သူတို့ထက်မြင့်တယ်အာလုံးမိဘအတိုင်းကတော့ကိုထက်မြင့်တဲ့သားသမီးတွေကိုပဲဖြစ်အောင်လုပ်ကြတာပေါ့နော်ဒါကြောင့်မလို့ကိုကတော့မိဘဆိုတာကတော့အများတန်းဆွဲခေါ်နေရမှာပဲဆွဲခေါ်နေရမှာဖြစ်တဲ့အတွက် ခင်တဲ့အညီရောကိုယ့်ရဲ့အဲစီးပွားရေးရောအကိုရဲ့ဝါသနာရောကဒီအလုပ်ပဲဖြစ်တဲ့အတွက်တသားလေးလဲကြတယ်ပေါ့နော်တသားလေးလဲကြတဲ့အတွက်ဟိုအကောင်းဆုံးဟိုအများရန် at and try daily 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 ဘာတွေလုပ်ရမလဲအဲခစ်ကရောဘာတွေအဲဟိုလက်ခံနေလဲခင်နဲ့လဲအညီကိုဟာလဲအညီကိုရဲ့ရိုးရလဲမပြောက်ပြက်ပေါ့နော်အအများရန်ပါမယ်အခုလောလောဆယ်တော့ရှေ့ကိုဘာလုပ်မယ်လို့တော့ မမြင်သေးဘူးပေါ့ကိုကတော့သူလဲပင်ပန်းနေတယ် miss လုပ်မယ်ကိုရဲ့တခြင်းတွေပြန်လုပ်မယ်အဲကိုကိုလုံနေကြကိုတခြင်းတွေပွဲတွေအဲဒါတွေဆက်သွားအောင်ပါပေါ့တခြင်းလေးထွက်ဖို့ရှိရဲ့အဲတခြင်းလေးမြမတနခါဆိုရင်တခြင်းလေးထွက်လာရင်လည်းအပိကြပါအောင်ပြီးတော့ဇလိုင်းရဲ့ album လေးထွက်ဖို့ရှိပါတယ်အဲ့တော့ကတော့ပြင်ဆင်နေတော့မှာပဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်